လူလူချင်းစာနာမှုကိုပြသနိုင်ဖို့နှစ်သိမ့်ပွင့်ဖက်တဲ့အလေးအထကိုရန်ကုန်မြို့မှာလူငယ်တစုက free hack ဆိုတဲ့အစီအစဉ်စတင်လိုက်ပါတယ်။ဥပိုင်စိုးသတင်းပေးပို့ထားပါတယ်ရှင်။ရရှိနာရီဝမ်းနဲ့နေရာရဲ့အတွက်ပွေဖက်ပြီးမျှဝေနှစ်သိမ့်တဲ့အစီအစဉ်တစ်ခုကိုမေလ၈ရက်နေ့တနင်္ဂနွေနေ့ညနေပိုင်း9:00နာရီကနေ9:00နာရီလောက်အထိရန်ကုန်မြို့ကလှဲလန်းလန်းဆုံမှာပြုလုပ်ခဲ့ကြတာပါ။ ခက်ခဲပါတော့သူများကတော်တော်များများသုံးတန်ကိုဂျင်နာမှုစာမရှိတော့ဘောเนาะအဓိကပြောချင်တဲ့ကိစ္စအဲ့တော့ဂိုင်းနန်လို့ခေါ်တယ်ဒီဂျင်နာမှုပြရဲ့ကိစ္စပေါ့เนาะအာလူလူချင်းအဲ့လိုမျိုးနှစ်သိမ့်ပေးမယ်အဲစိတ်မကောင်းဖြစ်တဲ့လူဝမ်းတောင်ကျွန်တော်တို့ပြုလုပ်ပေးမယ်ပေါ့เนาะကျွန်တော်အားပြီးသိမ့်ပေးရဲဆိုရင်ဒီကောင်းနန်လောက်တာပါကျွန်တော်တို့ကောင်းကောင်းမဟုတ်ဘူးဒီတယောက်ကကျွန်တော်တို့ဖိဖိပပိုင်နဲ့ကျွန်တော်တို့စိတ်ညစ်နေတဲ့အချိန်မှာကျွန်တော်တို့ဖက်လိုက်တယ်ဆိုရင် ဘာဖြစ်မလဲစိတ်ကူးထဲမှာကျွန်တော်အနည်းဆုံးပီတိခံပြီးပျော်တာပဲပေါ့နော်အဲ့လိုမျိုးကိစ္စကိုခံစားနေခြင်းနဲ့နွေးဖြစ်မှုကျွန်တော်တို့နောက်ပိုင်းမှာတဖြည်းဖြည်းရှားသွားတယ်လို့ကျွန်တော်တို့စိတ်ထင်ခံစားမိတယ်အားကြောင့်ကျွန်တော်တို့ပြုလုပ်တာပေါ့နော်ဤပညာခကြီးမှာလူတွေချင်းချင်းထိတွေ့ဆက်ဆံမှုကတဖြည်းဖြည်းဝေးသွားပါတယ်ဒါကြောင့်လူတယောက်ကိုပိတ်ဖက်ပြီးနှစ်သိမ့်ကြတာဟာတခုတည်းသောစာနာမှုကိုပြတဲ့နီလန်ဖြစ်တယ်ဆိုတာပြန်လဲသတိရစေခြင်းလို့ဖြစ်တယ်လို့စီစဉ်သူတွေကဆိုပါတယ် အပြင်မှာလူတွေရဲ့တယောက်နဲ့တယောက် physical attachment လို့ ਆ လဲအရေးကြီးတယ်။ဒီ physical attachment ဆိုတာကလည်းပို့ပြီးတော့လူတွေကိုပို့ပြီးရင်းနှီးစေတယ်လို့ကျွန်တော်ကယူဆတယ်။အခုခက်ကလူငယ်ငယ်အားလုံးကဒီ like တွေဒီ reaction တွေနောက်ပဲ like နေမဲ့အစားဒီနှစ်ခုလုံးမျက်မျက်တတဖြစ်တဲ့နယ်ဆိုရဲ့ယူရချက်မျိုးနဲ့ကျွန်တော်ကအဲ့အမျိုးကိုပို့ပြီးတော့ information ပေးရတယ်။ဒီအတွက် Facebook ကတစ်ဆင့်လောအပ်ပေးကူညီမဲ့သူတွေကိုဖိတ်ခေါ်ခဲ့တာပါ။ ချင်းချင်းကရင်းရင်းနှီးနှီးတယောက်နဲ့တယောက်ကူညီပေးနိုင်တယ်ပွေဖက်ပေးနိုင်တယ်တယောက်အားငယ်နေတဲ့အချိန်မှာသူနဲ့တည့်ရလူဖြစ်စေမတည့်ရလူဖြစ်စေကူညီပေးနိုင်တယ်ဒီမှာဆိုမူဆရာနေလာခဲ့ရရှင်စိတ်ထဲမှာပြင်ဆင်ထားတယ်လူတိုင်းကိုဘာစိတ်မှမထားဘဲနဲ့ပွေဖက်နိုင်ရမှာပေါ့နော်အဲ့လို က်ရှိမှာတော့တကယ်ကျတဖြည်းဖြည်းနေပါတယ်။တကယ်ချင်းနေတဲ့အပြင်မှာဖြစ်ဖြစ်တဲ့အချင်းကတဖြည်းဖြည်းနဲ့နေလာတယ်ပေါ့နော်။ဟိုတို့တွေဝင်နေကြောင်းဝမ်းသာကြောင်းဆိုတော့တို့ကလည်း Facebook ပေါ်မှာပဲ post လုပ်ပြီးတော့ရေးတာဆိုတော့ကိုကအဲ့မှာ comment ဝင်ဖတ်ဖတ်ပြီးတော့ comment ပြန်ပေးရင်းနဲ့တကယ်လို့အဆင်ပြေလဲဖုန်းတွေပါခေါ်ဖို့အဲ့လိုမျိုးနဲ့ဟိုကအဆင်ပြေအောင်လဲတကယ်ချင်းတွေကိုဟိုကအားပေးလို့ရှိတယ်။ဒီစီစီကိုပြန်သုံးသပ်ပြီးအောင်မြင်ခဲ့ရင်မေလ15ရက်နေ့မှာတော့ရန်ကုန်က300လောက်မှာဆက်လုသွားဖို့ရှိပါတယ်။ဒီပွဲဟာ ။လာမယ့်29ရက်နေ့မှာပြုတ်လုံမဲ့60ခုနှစ်တည်းစီရခန်းစားမှုအဖြစ်အပျက်တွေကိုဖန်တီးကြမယ့်90 case ကိုမိတ်ဆက်တဲ့ပွဲလဲဖြစ်ပြီးကမ္ဘာနိုင်ငံတချို့မှာလည်းပြုတ်လုံကြပါတယ်ခင်ဗျာ။ကျွန်တော်ပိုင်ဆိုပါ